အားလုံးပဲမင်္ဂလာပါရှင်။နာမည်ရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပေးရချေဆိုပါရယ်။ကျွန်မတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူ အကားဆောင်ရေးသားထားတဲ့ပညာသင်အဖော်ဆောင်တဲ့လူခိုက်တဲ့အိမ်ပြကြီးစာစဉ်ခွန်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ပရိသတ်များအားလုံးကဒီဇာတ်လမ်းလေးကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။ဒေါ်များဆိုတာက အဖော်မကရင်မကြီးဒုတိယမြောက်တမီးပါ။သူကတော့ကျုပ်တို့ရရဲ့ ဟိုးအစွန်ဘက်မှနေတယ်။သူ့ယောက်ျားဦးမျိုးစောတဲ့လက်သမားဆရာကြီးပေါ့ဗျာ။အဲ့ဒီတော့ကရွာမှာတစ်တေပေါ်တော့အိမ်ဆောင်ရင်အုတ်တေပါနေထက်တစ်တေနဲ့ပဲစောက်ကြနေဗျ။တန်နိုင်တဲ့သူတွေကတော့တိုက်ခန့်အိမ်ကိုစောက်ကြနေ။တိုက်ခန့်အိမ်ကအောက်ဘက်က အုတ်ခတ်ပြီး အပေါ်ကတက်သားပြက်နောက်သွမိုးပေါ့ဗျာ။တင်းနဲ့အဆောင်များနေဆိုတော့ဦးမျိုးစောတို့လိုလက်သမားဆရာကြီးတွေလည်းအလုပ်ဖြစ်တယ်ပြောရမယ်။ဦးမျိုးစောက ျုပ်တို့ရစားတိတော့မဟုတ်ဘူးတနေသားပြကျုပ်တို့စီမလက်သမားလာလို့ရင်နေဒေါ်များနေအိမ်အောင်ကြသွားပြီဒီမှာအခြေခံပြီးလုံငယ်အတီးတကြဖြစ်ပြီးဆိုတဲ့အချိန်ကြတော့သူညီကိုနှမ်းခေါ်ပြီးညီကိုနှစ်ယောက်လက်သမားလိုက်လို့ကြတယ်သူညီနမေကဥမိုးစောလို့ခေါ်တယ်လူဝပိမ့်ပိမ့်ပါပါအတမမေတောင်ယုံတောင်ယုံအင်းဆောက်တာအိမ်ပြနောက်ဆိုသူတို့ညီကိုနှစ်ယောက်ပဲလောက်တာများကြတယ်အင်ကြီးကြီးတွေဆောက်တော့မှ နောက်ထပ်အလုသမားတွေခေါ်ပြီးလှုပ်ကြတာပေါ့ဗျာရွာလဲလို့ခေါ်ရိတရက်ကွက်နှစ်ရက်ကွက်သုံးရက်ကွက်စုံတဲ့နေရာလဲဖြစ်ကားလမ်းမကြီးနှပေးလဲဖြစ်တဲ့လူကုန်တဲ့ရက်ကွက်မှာတော်ကောင်းကြီးအိမ်လို့ခေါ်ရိအိမ်ကြီးတက်အိမ်ရှိရင်ကျိုးတို့ကလေးတွေကတော့အိမ်မကြီးလို့ခေါ်ရိတိုက်ခတ်နှစ်ထပ်အိမ်ကြီးပြတိုက်ရှိမှလည်းစင်ဝင်လို့ဟာလေးရလဲပါသေးရဲ့တိုက်တစ်ခုလုံးအပြာရောင်ဆေးတွေတုတ်ထားလို့တိုက်ပြကြီးလို့ခေါ်ကြတယ်ဗျအဲ့ဒီအိမ်လေးက ညိုချောင်းတက်ဆက်ခန်းကတောကောင်းကြီးပိုင်တဲ့အိမ်နဲ့ဗျတောကောင်းကြီးကိုတိုင်းကြက်ကြက်မက်မက်စောက်ခဲတဲ့အိမ်ပေါ်ဗျဒါပေမဲ့တောကောင်းကြီးတို့တိတ်ကြက်ကြက်မနေနိုင်ရဘူးတခြားနေရာမှာတာဝန်ကျလို့အိမ်ကြီးကိုရောက်ပြီးပြောင်းသွားကြတယ်ပြောတာပဲကျောက်တို့ကြောက်သွားရင်အဲ့ဒီအိမ်မြောင်ကြီးအရှိရနေဖြတ်ဖြတ်သွားရတယ်ကျောက်တရေထားမိသလောက်အဲ့ဒီအိမ်ကြီးမှာလူမနေတာများတယ်ဗျလူနေရင်လည်းခဏတစ်ဖြုတ်ပဲတွေ့ရတယ်ပြီးရင်နေတဲ့လူတွေ ပြောင်းသွားကြတာပဲအိမ်မကြီးဟာ လူနေတဲ့အချိန်ထက်တောခတ်ထားတဲ့အချိန်ကပိုများတယ်ဆိုပါတော့အခုလဲမိသားစုတစ်ခုပြောင်းလာကြပုံရတယ်ဗျသူတို့မိသားစုကအိမ်မကြီးကိုတန်ရှင်းရေးတွေလုပ်ကြတယ်မြက်ပင်ပေါင်းပင်နေခောက်တွေရှင်းလဲပေါ့ဗျသူတို့အိမ်မကျုပ်တို့အရွေးကောင်းလေးတယောက်လဲပါလာတယ်ဗျကျုပ်ထင်းတဲ့အတိုင်းမင်းအိမ်ပြောင်းပြီး၃ရက်လောက်ကြာတော့ဒီကောင်လေးကကျုပ်တို့အကြောင်းမှနှာတက်တယ်ကျုပ်တို့နဲ့တခန်းနဲ့ကြားတယ်ပေါ့ဗျာ ူနမေရအောင်ရဲထော်တဲ့ကျုပ်တို့ကတော့သူ့ကိုရဲလေးလို့ခေါ်တယ်ရဲလေးလို့ခေါ်ကြတဲ့အကြောင်းကကျောတို့အတန်းထဲမှာရဲကြီးဆိုတဲ့တယောက်ရှိနေလို့ပြီးလို့ပဲဗျ။အကြောင်းတပြီတိတ်မကြခင်မှာကျောတို့နဲ့တူတူခင်သွားကြတယ်ဆိုပါတော့ဗျ။တရက်တော့ကျောင်းကအပြန်ရဲလေးကသူ့ဝိန်ကိုလိုက်ဖို့အလဲခေါ်တယ်ဗျ။ညနေ3နာရီကျောင်းလွှတ်တာနဲ့ကျောလည်းသူ့ဝိန်ကိုလိုက်သွားတယ်။သူ့အဖေအမေကလည်းသဘောကောက်နေဗျ။ သူ့အဖေကတင်မောသားဆိုပဲဗျ။ကျုပ်တို့ငငယ်ကတင်မောသားတွေကောင်းစားတယ်ခဲ့ပေါ့ဗျ။သူတို့ channel မှာလည်းဆလွန်ကားလေးတစ်စီးရှိရယ်။ဆလွန်ကားဆိုတော့ကျုပ်တို့ရောက်မှ၃စီးလားပဲရှိရဗျ။ကျုပ်သွားလေတော့ကျုပ်ကိုမုံနေထုတ်ကြွေးတာအဆုံမင်း။နိုင်ငံသားကဝင်နေဘီစကွတ်မုံနေကွက်ကီးတွေစုံလို့ပဲ။ရဲလေးအမေကအိမ်နောက်ဖေးကိုဝင်သွားပြီးတော့အာကနေအော်လိုက်တယ်ဗျ။အိမ်ချင်းမှာမုံစားနေတဲ့ကျုပ်တို့တော်မှာ ဘာဖြစ်တာလဲဆိုပြီးအိမ်ထဲပြေးဝင်လာခဲ့တယ်။ရဲလေးအမေကင်ထားတယ်။အရေးကွက်တရာတာမန်သလင်းပေါ်မှာကြာကွက်နေဟာဗျာ။ရဲလေးအဖေကလည်းအိမ်မော်ဓာတ်ကနေ ပြေးဆက်လာတယ်။အတော်ဘာဖြစ်တာလဲဟင်။ရဲလေးအမေရဲ့မျက်နှာသွေးပြက်ပြီးထိတ်လန့်နေရပုံမှာကျုပ်တို့မင်းရတော့ချက်ချင်းပြတ်မဖြစ်နိုင်သေးဘူး။သူ့ယောက်ျားရောက်လာပြီးလှုံ့မေးတော့မှတတိဝန်းလာတယ်။ခုနကဟိုဟိုနားမှာလူကြီးတယောက်မတ်တန်ရက်နေအောင်တွေးလိုက်ရလို့ ထမင်းစားတဲ့ဇပွဲနာကိုထိုးပြတယ်။ကျုပ်တို့ကြည့်တော့ဘသူမှအောင်မရှိပါဘူးဗျာ။မင်းစိတ်ထဲနေရဖြစ်ပါလိမ့်မယ်ကွ။မဟုတ်ဘူးကွာ။ကျမမျက်စိနဲ့တက်အပ်မြင်လိုက်ရတယ်။တော်ပါတော့နွေနွေရ။ကလေးတွေလည်းရှိတယ်မဟုတ်ဘူးလား။တို့ကြောက်လန့်ကုန်မအောင်မင်း။ဒီတော့မှရဲလေးအမေကညိတ်သွားတယ်။ကျုပ်တို့အိမ်ရှိထွက်သွားခိုင်းပြီးတော့ဖန်ခွဲစားတွေလှည့်ကျင်းတော့တယ်။ရဲလေးကကတောင်းစာတအုပ်ပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်။ ဒီအချိန်အိမ်ဘွားကနေလူကြီးတယောက်ဝင်လာလို့အိမ်ပေါ်ထက်တက်တဲ့လှေကားပေါ်တရုံးတုံးနဲ့ပြေးတက်သွားပါလေရောကျောက်ကစားတောက်နေရဆိုတော့တေချာတော့မမြင်လိုက်ရဘူးပေါ့ဗျာလူကြီးတယောက်မှန်တော့ရဲကနေတော့မြင်လိုက်ရတယ်ရဲလေးပြန်ထွက်လာတော့မှကျောက်ကသတိရလို့ဒါနဲ့ရဲလေးခုနအိမ်ပေါ်ပြေးတက်သွားတဲ့လူကြီးကဘသူလဲကမင်းဦးလေးလားရဲလေးကကြောက်တောက်တောက်နေဒီအိမ်မှာငါတို့ပဲနေရပါကွာဦးလေးမရှိဘူး မဟုတ်ပါဘူးကွာအိမ်မော်ပြည့်တတ်သွားတယ်လူကြီးတယောက်ကိုငါမြင်လဲရတယ်ကွာကျောက်တော့ညင်ခုံနေတော့ရဲလေးအဖေရအဝိစားလဲပြီးအိမ်အောက်ကိုဆန်းလာတယ်ကျောက်တော့ကြည့်ပြီးတော့ဒါနဲ့ခုနမင်းတို့အိမ်မော်ပြည့်တတ်ကြသေးလားကျောက်တော့ခေါင်းခါပြလိုက်တယ်ရဲလေးအဖေရမယုံဘူးဗျမင်းတို့အကောင်ပြောနေတာကွာဒီလေကအမြင့်ကြီးကမတော်တဆလိပ်ပြီးပြုတ်ကြနေပါဦးမေလေကပေါ့ပြည့်တတ်ပြည့်စင်မလုံးနဲ့ဟုတ်ပြီလား ကျောက်ကမနေနိုင်တော့ဘူးဗျကျွန်တော်တို့ပြေတက်တာမဟုတ်ဘူးဦးလေးရဲ့ခိုးရလူကြီးတယောက်အိမ်မော်ပြေတက်သွားတာပါရဲလေးအဖေကမျက်မှောင်ကျောက်ပြီးမဟုတ်ပါဘူးကွာအိမ်မော်မငါတယောက်တည်းရှိရပါကွာဘယ်သူမှလည်းပြေတက်မလာဘူးမင်းတို့တက်လာတဲ့ခြေတန်းတုံးတုံးတော့ကြားလိုက်ရတယ်ကျွန်တော်တို့မတက်ပါဘူးဗျအဲ့ဒီလူကြီးတက်တာပါရဲလေးအဖေကစက်ငင်းမနေတော့ဘူးလက်ဆွဲကြီးကလေးဆွဲလို့အိမ်ထဲကထွက်သွားပါလေရောအဲ့ဒီနေရာအိမ်ကိုသာပြန်လာနေတယ် စိတ်ထဲတော်ထူးဆန်းနေမိဟာဗျဒီလိုနဲ့တပတ်လောက်ကြာတော့ရဲလေးအကြောင်းအမြင်တော့ကြတယ်လူကလည်းတမိုင်းမှတတွေ့တွေ့နေအရင်တော့ကလို့တက်တက်ကြောကြောမဟုတ်တော့ပေစာတင်တဲ့အချိန်နေဆိုရင်အိတ်ငိုက်နေအောင်ညားတယ်ဆီယာမတော်ရဲလေးငိုက်နေအောင်တွေ့လို့လှန့်လန့်ဆူရသေးရဲ့ဗျမုံစားကြောင်းစင်တော့ကျုံလဲရဲလေးကိုမေးကြည့်လိုက်တယ်ရဲလေးမင်းအခုတော့လောဘာဖြစ်နေရလဲကွာလူကလည်းတမိုင်းမိုင်းနဲ့စာတင်ရင်လည်း 爱爱你罢了，一,看看一个我老娘、哦、不没有个，没有会说的，娘不没有怕老你老的，马后马了哟，老白上面不忙，现在也好，少瑞就差你养家了，马后包个，我老姨妈在也操你老个，咦，好路哪个？好吧你说嘛个，我赔呀嘞，爹妈在浦给生的，想我吃多少吃不老稀皮个，我老大米。 ညောင်ရောက်ဆိုတရဲ၆ခန့်ရလုံးလို့တညလုံးကောင်းကောင်းကိုမအိပ်ရဘူးဟိကျောက်ကလည်းတရဲဆိုရင်တိတ်စိတ်ဝင်စားတယ်မဟုတ်လားဗျမင်းတို့ဘလို့၆လုံးလဲကွာ၆တာတော့ပြောမနေနဲ့ကွာငါတို့အိမ်မှာလူကြီးတယောက်ရှိရကွာအဲ့ဒီလူကြီးကသွားလာနေရပဲဟိအိမ်မော်တက်မှာအိမ်နေရင်အိမ်ရောက်ထပ်မိဖို့ချောင်းနေကအိုးတွေခွက်တွေလှန့်လို့လှန့်မှောက်လို့မှောက်ဗကန်နေရိုက်ခွဲလို့ခွဲနေကွာအိမ်ရောက်ထပ်ရောက်ပြီဆိုရင်လေအိမ်မွားနေအတန်းနေပေးလိုက်တာ ဖျောင်းဆက်နေရပဲဟဲ့မင်းတို့ဖျောင်းမရှိခိုးကြဘူးလားကွာရှိခိုးတာပေါ့ကွာဟိုနေရတော့အမေရဖုန်ကြီးတော့မအိပ်ပဲလို့အေးအေးကတ်တယ်ပရိတ်တွေဘာတွေရှော့ခိုင်းသေးရဲ့ကွာအဲ့ဒီညတော့အကောင်းမယ်ကွာနောက်နေ့တော့ပြန်တောက်ချမ်းတာပဲဟာထိုးထိုးဆက်ဆက်မလားနေုံရဲလေးငါအဖွားကိုမေးကြည့်အောင်မေးငါအဖွားဈေးတယ်ဆိုတော့အရက်ထဲမှာမသိအောင်မရှိဘူးလေကွာအဲ့ဒီနေ့အเจ้าကပြန်ရောက်တော့အဖွားကမိဖို့ကြောင့်နေဟင်းနေချက်ပြုတ်တယ် အရင်တော့ကကြောက်တရက်ချိအိမ်မပြတ်မှုကျောင်းကပြန်လာနေတငယ်ချင်းနေနေဘောလုံးကန်ရင်ကန်မကန်ရင်လည်းလှက်ဖက်စော့နေသေးရညနေ9နာရီခွဲ6နာရီလောက်မှအိမ်ကိုပြန်လာပါ အခုတော့အဖွားကိုမေးချင်တာနဲ့ခက်ဆော့ဆော့လေးပြန်လာတယ်အဖွားအောင်အံ့ဩနေသေးရဲ့ဟဲ့ကြာသာမှုချိုးဒီရချင်းကြီးပြန်ချလာတာပါလားငလင်ရဲ့ပါလေနေတငယ်ချင်းနေကနေ့ကိုခေါ်မစော့ဘူးလားအဖွားကိုမေးစာတစ်ခုရှိလို့ပါဗျာ အမေအလာသားပါလားမေးလေဘာမေးချင်တာလဲအဖွာအိမ်ညာကြီးကိုသိတယ်မှတ်လားအေးလေတော်ကောင်းကြီးမဟုတ်လားဟုတ်တယ်အဖွာအခုအဲ့ဒီအိမ်မှာလူသက်တွေရောင်းနေပြီအဲ့ဒီလူသက်တွေတဲ့ကျွန်တော်တငယ်ချင်းလေးပါတယ်ဗျသူပြောတာကသူတို့အိမ်မှာတရဲ၆လုံးလို့ညညာအိမ်မရဘူးတဲ့ဗျအဖွာဟင်းချမ်းနေရင်ခေါင်းကြီးပြလေဟုတ်မယ်ငလင်းကြီးအဲ့ဒီအိမ်ကြီးကလူခိုက်တယ်ဆိုပဲဟဲ့ လူခိုက်တယ်ဆိုတာဘာကိုပြောတာလဲအဖွာအဲ့ဒီအိမ်မာနေရလူတွေကဒုက္ခတွေတမျိုးပြီးတမျိုးကြုံရတာပေါ့ကွာနောက်တော့မခံနိုင်မင်းပြောင်းပြေးရပါရောအဲ့ဒါကိုအိမ်ခိုက်တယ်လို့ပြောတာဘာဖြစ်လို့အဲ့ဒီအိမ်ကြီးကခိုက်နေရလဲအဖွာဒါတော့ငါလည်းသိမှန်ခန်းနေရဲ့ငါသတိထားမိသလောက်ဒါနဲ့ဆိုရင်အိမ်ပိုင်ရှင်90ရှိပြီကွယ်အဖွာကြားဘူးတာကတော့ဒီအိမ်ကိုစောက်ခဲ့တဲ့တော်ကောင်းကြီးတို့တော့တရေအချောက်လက်ခံရလို့ မနေရတော့ပဲရောင်းပြရတယ်ပြောတာပဲနောက်တစ်ခါသူယောက်ျားကမလေးရှားအဆိုလာအဲ့ဒီမိန်းမတွေဝဲလိုက်သေးရလေသူတို့လေသုံးလလားပဲနေလိုက်ရတယ်အိမ်ကြီးကိုပိတ်ပြီးပြေးကြတာပဲနောက်တစ်ခါကျတော့အန်စီကိုဆိုလာ MB ကိုဆိုလာသူတို့ဖွဲ့ရလေဒိုးရမရုံခွဲဖွဲ့မယ်ဆိုပြီးအဲ့ဒီအိမ်ကြီးကိုကားနေကြသေးရပြီပြဒနာတွေတက်ပြီးပြန်ပြေးကြတာသုံးလမှမကြလိုက်တာပဲငလင်းကြီးအဲ့ဒါတော့ကျွန်တော်မမေ့လိုက်ဘူးကျွန်တော်ကြားလိုက်တာတော့ သုံးလုံးထိုင်ကိုက်နေကိုထွေးဆိုလာထွက်ပြေးရတယ်ဆိုတာလေအဲ့ဒါတော့တော်သေးသေးပြောပြဖို့လေအေးဟုတ်တယ်ဒီလူကသုံးလုံးထိုင်ကိုက်လားဒိုင်ကိုင်းရင်တော်တော်ချမ်းသာသွားလို့အဲ့ဒီအိမ်ညို့ဝယ်ပြီးတက်နေတာသူနေပြီးတော့မကြဘူးစီးပွားတွေရှုံးနေအပြင်ရဲကဝင်ဖမ်းလို့သူ့မိမလည်းထောင်ကြသူလည်းထွက်ပြေးရတာ ပေါ်မမလာတော့တာပဲသူပြေးပြီးတော့အခုမင်းသိငယ်ချင်းတွေရောက်လာတယ်မှတ်လားဒါဆိုတရေချောက်လို့ထွက်ပြေးရတာပဲ ဖြစ်မနော်အဖေါခိုက်နေပါနဲ့စုံမပဲငန်းလေးရဲ့အခုနဲ့တငယ်ချင်းကဘာဖြစ်လို့လဲသူတို့ကသားမင်းနှောက်တဲ့နေရအဖေါရင်တရေချောက်လို့ညညာအိတ်မရဘူးတဲ့ကျောင်းကိုလာလာပြီးငိုင်းနေရရှာတယ်အဖေါကတနာသွားပုံရတယ်အေးကွယ်ကြာလိုက်သူတို့တွေပါထိလာနိုင်တယ်ကွယ်မဖြစ်သေးပါဘူးနောက်နေ့အဖေါအဲ့ဒီဘက်လမ်းကြောင်းကြီးဝင်မေးကြည့်အောင်မေးမြမြသားမင်းအဖေါရာတော့ကြဟိုကောင်ရဲ့လေအေးရပြတ်ပြီးသေသွားအောင်မေးဗျာ အဖွားကနောက်နေ့ဈေးရောက်ကအပြန်ဝင်မေးတယ်ဆိုပြီးရဲလေးအမေကအဖွားကိုဖက်ပြီးငိုရတယ်ဗျာသူတို့ကလည်းခုမှပြောင်းလာတော့ရက်စွေရက်မျိုးနဲ့မရှိသေးဘူးပေါ့အဖွားကဘာမှမပူနဲ့သူဖြစ်ရှင်းပေးမယ်ဆိုပြီးအိမ်ကိုလာခိုင်းနေကျောင်းဆက်နာနေရဲလေးရောရဲလေးအမေကိုရောက်ခေါ်ပြီးအဖွားစောအိမ်ကိုထွက်ခဲ့တယ်အဖွားစောအိမ်ပေါ်ရောက်တာနဲ့ရဲလေးအမေဒေါ်နေနေကတဟီဟီနဲ့ငိုရောတာပဲဗျကျတို့ဆိုရင်အန်နီအောနေကြတယ် ဘာမှမပြောရမစွန့်ရသေးပဲနဲ့ထုံးငုံတော့တာပဲအဖွားဆိုကရတဲ့ငိုပါစေဆိုတဲ့ပုံစံမျိုးနဲ့လက်ကပြတယ်ကျုပ်ထင်15မိနစ်လောက်ကြာအောင်ငိုပြီးတော့မှဒေါ်နွနီကတဟင်းဟင်းနဲ့ရှိုင်းငုံနေတော့တယ်ကဲသမီးဘာဖြစ်လာတာလဲဘာ ರೀ ဖြစ်မှန်းမသိပါအောင်အမေကြီးရဲ့ဒီအိမ်မော်တက်လိုက်တာနဲ့စိတ်ထဲသူ့အလိုလိုငိုချင်လာလို့ငိုချလိုက်မိရပါအမေအိမ်မော်ကိုလူကောင်းတက်ရင်ဘာမှမဖြစ်ပေမယ့် အတိုက်အခအပင်အသင်သွင်းခံရတဲ့လူလာရင်တော့တခုမဟုတ်တခုထူးခြားတာပဲကဲငါသမီးအိမ်ကတရေချောက်တယ်ဆို ဟုတ်တယ်အမေအိမ်ထဲမှာလူကြီးတယောက်တွားနေရရိတ်ကနေရိတ်ကနေမြင်ရပါတယ်ကျမနဲ့တားလေးပဲမြင်တာပါကိုအောင်ကတော့တည်တည်ချာချာမမြင်ရဘူးအခုကိုအောင်ရန်ကုန်သွားတဲ့အချိန်မှာဒီလူကြီးကပို့ပို့ဆိုးလာပါတယ်အခုဆိုညာအိပ်ပြီဆိုချက်နောက်လာလှမ်းနေစောင်းနေချုံထားရင်လည်းဆွဲချပါတယ်တမီးတို့ ဆက်ပြီးအိတ်ဖိုးကိုတော့မှကြောက်လန့်လာပြီးအမေကြီး။ကာတမီးရဲ့ညာဘက်လက်ခဏပေးပါဦးအမေကြီးရအောင်။ဒေါ်နေနှွေးရဲ့ညာဘက်လက်ပြီးတော့အဖွားဆုံးကလက်ကိုပက်လက်လှန်ပြီးတူလန့်နဲ့အသာကင်ကြည့်ရင်ကျောက်ထုတ်တတ်တော့ဒီမြေခွဲကမထူးဆန်းတော့ဘူး။ဘာလို့လဲဆိုတော့အဖွားဆောဘေးရင်ဟောတဲ့အခါမိန်းကလေးတွေဆိုရင်လက်ဝါးကိုကင်လို့အာရုံခတ်ပြီးတော့မှတခုချင်းဟောရင်မဟုတ်လား။အခုလေဒေါ်နေနှွေးလက်ကိုကင်ပြီးတော့အဖွားဆောကမျက်လုံးမှိတ်လိုက်တယ်။ကဲ ငါသမီးအိမ်လေးစာပြောဒေါ်နွေနွေကအိမ်လေးစာပြောလိုက်တယ်ငါသမီးအိမ်ကိုအမေကြီးကိုစစ်ခွင့်ပေးမလားသမီးရအိမ်ပိုင်ရှင်နော်သမီးစစ်ခွင့်ပေးမှရမှာပေးပါနဲ့အမေကြီးကိုအောင်မရှိဘူးဆိုတော့လောလောဆယ်သမီးရအိမ်ပိုင်ရှင်မှာပဲအမေကြီးကိုအိမ်ထဲမှာစစ်ဆေးဖို့ခွင့်ပြုပါလိအမေကြီးစိတ်ကြိုက်တာစစ်ဆေးပါအဖွာစောကမျက်လုံးကိုမှိတ်ပြီးအာယုံခံနေပြမျက်လုံးမှိတ်ထားတယ်ဆိုပေမဲ့အဖွာစောရဲ့မျက်လုံးတွေဟာ ဘဲကိုရွှေ့လိုက်ညာဘက်ကိုရွှေ့လိုက်နဲ့ဟိုဒီဒီလိုက်ကြည့်နေတဲ့လိုမျိုးရွှေ့ရှားနေရပါခန်းသားကြတော့မှတွေ့ပြီတွေ့ပြီငါသမီးအိမ်ကခိုက်နေရမှာမဟုတ်ဖေအတိုက်ခံထားရတာကွရှင်ကျမတို့အခုမှဒီဘဟုတ်ပြောင်းလာတာပါဘသူကကျမတို့ကိုတိုက်မှလည်းအမေကြီးရဲ့သမီးတို့ထိပါစေရလို့တော့မဟုတ်ဘူးဒါပေမဲ့ဒီအိမ်ကြီးမှာနေသမျှလူတွေအကုန်လုံးဘဝတွေစုပ်ပြတ်တက်သွားအောင် တိုက်ထားတာကွဒီရတိုက်ကြောင့်တမီးတို့ထိနေရကွဒါဆိုရင်လေဒီရတိုက်ကိုဖယ်ရှားပေးပါအမေကြီးရဲ့ဘာမှစိတ်မပူနဲ့တမီးရဲ့အတိုက်ရှိရင်အဖြေရှိရဲ့ဒီရတိုက်ကတော်တော်ရုံမှအောက်တန်းကြရီအတိုက်တစ်ခုပဲဒီလိုအတိုက်မျိုးကတေးသေးချာချာလေးလာစမ်းစစ်ပြီးဖယ်မှရတဲ့အတိုက်မျိုးပဲအခုအဝေးကနေလှမ်းကြည့်နေတော့တိတ်ပြီးတဲတဲကွက်ကွက်မမြင်ရဘူးဖြစ်ရတယ်ဒါပြဘလို့လုံးရမလဲအမေကြီး အဖါစောက မျက်လုံးပြဖွင့်နေဒီလိုလို့သမီးဟိတ်အမေရောသမီးတို့အိမ်ကိုဖိတ်ပါ အမေသမီးတို့အိမ်မှာတညားလောက်အိတ်လိုက်မှဒီရတိုက်ကိုဘယ်နေရာမှဘလို့စီရင်ထားတယ်ဆိုတာကိုတည်တည်ချာချာသိနိုင်မှာကိုဒါတော့သမီးကြောက်တယ်ဆုံးဖြတ်လို့မရဘူးအမေသမီးကိုအောင်နဲ့တိုင်မရအောင်မေးအေးပါကိုသမီးတို့အဆင်ပြေတဲ့အချိန်လောက်ကြပေါ့အမေရတော့အားပါလေအဖါစောကိုအဲ့ထဲကကိုရတရက်ကိုနှိုက်ယူတယ် အဲ့ဒီကိုရရဲ့အညာကိုလက်နဲ့ဖြတ်ပြီးတော့အညာထွက်တဲ့အရေးလေးတွေနဲ့ကိုရရဲ့ကြောဘက်မှာတခုခုရေးဆွဲလိုက်တယ်။ပြီးတော့အဲ့ဒီကိုရကိုမှတ်မှုပြီးဒေါ်နွေနွေကိုပေးလိုက်တယ်။ဟောဒီကိုရကိုတမီးတို့အိတ်တဲ့ဖြာအောက်မှာဖြစ်ဖြစ်အရခင်းအောက်မှာဖြစ်ဖြစ်ထားအိပ်ပါ။တမီးတို့ဒီလူကြီးလာပြီးနှောက်ရှက်လို့ရမှာမဟုတ်ဘူး။ဒါပေမဲ့အတိုက်အခိုက်မရှိရသေးတဲ့ရွေးကတော့ဒီလူကြီးကတမီးတို့အိမ်မှာဆက်ရှိနေအောင်ပါပဲ။ တမီးတို့အိမ်မရဘူးဆိုလို့အမေရစီစဉ်ပေးရကွယ်ဒေါ်နေနှွေးရကုန်းရက်ကလေးယူပြီးအဖွားဆော့ကိုပတ်စံခတော့တယ်အဖွားဆော့ကမယူပေပြန်လှုပ်လိုက်တယ်ပေါ့ဗျာကျုပ်ဖြင့်ဘာဖြစ်လို့ချက်ချင်းမလောက်တာလဲဆိုတာကိုတွေးပြီးတနှုံနှုံနဲ့ဖြစ်ရတယ်နောက်နေ့ရဲလေးကိုမေးကြည့်တော့သူတို့ညအိရတယ်တဲ့အတံပလန်နေကြားရပြီမေအရင်ညောင်းတွေကလို့တော့လူကြီးကချက်နှောင်းလာမလန်တော့ဘူးလေဗျာအဖွားဆော့စွန်းနေဆိုပြီးကျုပ်သိပြီးသားပါ အဲ့ဒီနေ့ပဲရဲလေးတို့အဖေပြန်လာတယ်။ရဲလေးအတွက်အယုတ်အကောင်းစားတွေဝယ်လာတယ်။ဒီလိုအယုတ်တွေဆိုတော့ကျောက်တို့ရမှာရှိမှမရှိပဲ။ကျောက်ကရဲလေးနဲ့အတူတူသွားဆော့တာပေါ့။ကျောက်တို့ခြံထဲမှာဆော့နေတော့ရဲလေးမိဘတွေကရှက်ဖြစ်ကြတယ်။ထမင်းစားကန်းထဲမှာအောက်ဟင့်နေရနေ။ဘော်တွေဖြစ်နေတယ်ဆိုပြီးအရင်ပြင်ရနေပတ်သွားပြီးတော့သွားချောက်ကြည့်ရဲ့။ဦးအောင်ကမယုံဘူးလို့ပြောတယ်ဗျာ။မဟုတ်တဲ့လူတွေကိုအိမ်မော်ခေါ်မတင်ချင်တဲ့နော်တဲ့။ဒေါ်နွေးနွေးကလည်းအိမ်မအတိုက်ရှိရင် အဲ့ဒီရောက်ဖို့အေခေါ်မရမယ်လို့ပြောတယ်။အိုးအောင်ကတော့လုံးဝမယုံနဲ့ပုံမင်း။သူ့လဲနေရပဲ။ဘာမှမတွေ့ဘူးပေါ့။အဲ့ဒီလိုနဲ့ကြဲကြဲလောင်လောင်ရမ်းနေဖြစ်ရင် နောက်ဆုံးရဲလေးဝင်သွားတော့မှပါးစပ်ပိတ်သွားတယ်။အိုးအောင်ကတော့ဒီအကြောင်းကိုနောက်ဘယ်တော့မှထပ်မပြောနဲ့လို့ပြောသွားသေးရဲ့ဗျာ။ဒါကြောင့်လေသူတို့အိမ်ကိုအဖွားဆုံးမခေါ်တာနေမှာ။အိုးအောင်ကတကယ်လက်ပေါက်ကတ်တဲ့လူကြီးပဲ။ခတ်တာတည့်ရဲကလေသူ့ကိုသွားမချောက်တာခန့်နေရပဲဗျာ။ နောက်တနေ့အောင်ကျောင်းပိတ်ရက်ကျောက်ကကျောင်းပိတ်တော့အဖွားစောတော့စီ အစောကြီးကိုရှောက်တယ်အဖွားကဒီရဲ့ချိန်နောက်ဆိုဈေးထဲမှာပဲရှိအောင်မှာဗျအဖွားစောအိမ်မှာမနက်စစားနေတော့အိမ်ရှိမှာကားတစ်စီးဟာထိုးရက်တယ်ရဲလေးတို့တမိသားစုလို့အိမ်မောကိုတက်လာကြတယ်ဗျဦးအောင်ရဲ့မျက်နှာကလည်းတုံတုံမှုံမှုံကြီးရဲ့ချစ်ရတာညာတရဲ6ခန်းလမ်းရပြီထဲနေဒေါ်နေနေရပဲစကားစပြောတယ်အမေကျမတို့အိမ်ကို အမေဒီညလိုက်လာခဲ့ပြီပါအိမ်ကအတိုက်ခိုက်တယ်ရှင်းပေးပါ အမေကြီးဦးအောင်ကတော့ဘာမှဝန်မပြောဘူးအဖွားစောကခေါင်းညှိလိုက်တယ်ညနေ6နာရီလောက်ကြာရင်အမေကိုကားနဲ့လာခေါ်လိုက်ဟုတ်ပြီလားသူတို့မိသားစုတွေပြန်သွားကြတယ်ဘာဖြစ်မလဲဆိုတော့ကြုံလဲတိတ်တိတ်ကြတယ်ဒါနဲ့အဖွားစောနာကတ်လို့ကြုံလိုက်ခဲ့ခြင်းနဲ့ဆိုတဲ့ကြောင့်ပြောတာပေါ့အဖွားစောလည်းလိုက်ခဲ့လေတဲ့လက်တော့လက်တော့ခိုင်းလို့ရတာပေါ့လေဗျာကြုံပြင်ပြော်လိုက်တာလည်းပြောမနေပါနဲ့တော့ အဖဇေယောင်းကပြန်လာတော့အဖစောစီကိုခွင်းလာတယ်။အဖစောဟာညနေငလင်းကိုခဏခေါ်သွားမယ်လို့ပြောတယ်။အဖကတော့ဘာပြောမှလဲဗျာ။အဖစောနဲ့အဖနဲ့ကတိတ်ခင်ကြားတဲ့လူတွေမဟုတ်လား။ဒါနဲ့ကြုတ်ကိုထဲလိုက်တဲ့ဆိုပါတော့ညနေ6နာရီထိုးတာနဲ့အိမ်ရှိကိုဆလွန်ကားလေးဆိုက်လာတယ်။အဖစောလက်ကိုတွဲလို့ကြုတ်အိမ်ပေါ်ကနေဆင်းခဲ့တယ်။အဖစောကလမ်းသိမ်းမရှောင်းနိုင်တော့တောင်ဝေးကြီးနဲ့ပေါ်ဗျ။ကားပါတော့တော်သေးရဲ့။ရဲလေးတို့အိမ်က အဖွားစောတို့အိမ်နဲ့ဆိုတော်တော်လေးကိုလှမ်းနေမှလားဟိုရင်ရောက်တော့အဖွားစောအိမ်ဘာဝကိုဝင်လိုက်တယ်ဆိုရင်မင်းအပေါ်မောကြည့်လိုက်အောက်ငုတ်ကြည့်လိုက်တဲ့ကိုဖြစ်ရတယ်နောက်တော့ခေါင်းတဆက်ဆက်ညှိလို့အတိုက်တရအပေါ်ရောအောက်ရောရှေ့နေရပဲဟင်အဖွားစောကချွေးကန်အင်ကြီးအိတ်ထဲရနေလက်ရောက်ကလေးတစ်ခုနှိုက်လိုက်တယ်လက်ရောက်ကလေးကတန်လိုလိုကြီးလိုလိုအရာနဲ့လှုပ်ထားတဲ့ဟာလေးပါလက်ရောက်ကလေးရဲ့ကြောကုန်းပေါ်မှာလေးအင်းခွက်တွေဆွဲထားသေးတယ် အဖွာစောကအိမ်မော်ကိုအရင်တက်သွားပြီးတော့လက်ရော်ကလေးကိုကျမ်းပေါ်မှာချလိုက်တယ်။ကဲဖိုးရွှေလေးရေဒီအိမ်မှာမရှိခဲ့မကောင်းတဲ့ပယောကမှန်သမျှမြင်းအောင်သာပြပြီတော့ဟိအဖွာစောပြောတာနဲ့ကျမ်းမြင်ဘောကလက်ရော်ကလေးတရွေရွေနဲ့သူ့အလိုလိုသွားနေပါလေရောမသိရင်တတ်မှတ်ပေးထားရင်လက်ရော်ကလေးကြနေတာအဲ့ဒီလိုသွားရင်နဲ့အိမ်တိုင်းတစ်ခုခေါင်းနဲ့ပြေးတိုက်တယ်အဖွာစောကတိုင်ကိုတေးချကြည့်လို့ဒီနားမှာရှိရသေးကြတယ် ဟုတ်လို့လားဗျဒီတိုင်ထဲမှာအတိုက်ထည့်ထားတာလားအဖွားဆိုဟာတိုင်ကိုတိတိချာချာမောကြည့်တယ်ဒီတိုင်ဆိုတာတေးကြတယ်လူမြင်တဲ့နေရာလောက်မှာတော့မရှိတော့ဘူးဟောဟုတ်အပေါ်ကမျက်နှာချက်အပေါ်ဘက်မှာရှိမယ်ထင်နေမျက်နှာချက်အပေါ်ဆိုတော့ကျုပ်တို့လည်းဘာမှမလုပ်တတ်ဘူးလေဗျအဖွားဆိုဟာကျုပ်တို့ဘက်ကိုလှည့်ကြည့်ရင်ငလင်းနေဦးလေးမျိုးစော်ရှိရမှတ်လားသူ့ကိုသွားခေါ်လာခဲ့ဟာလက်သမားဖြစ်စည်းတွေလေယူလာခိုင်းလိုက် အဖွားစွာခေါ်ခန်းလိုက်တယ်လို့တေးသေးချာချာပြောကြလာကျောင်းလဲအိမ်မောကနေဆင်းပြီးဒေါ်မျိုးတို့အိမ်ဘက်ကိုပြေးလာတယ်ဒေါ်မျိုးတို့အိမ်ကရဲလေးတို့အိမ်နဲ့တိတ်မဝေးဘူးဗျဦးမျိုးစွာထမင်းစားနေတော့မှရှိသေးဟာချုပ်ကအဖွားစွာအရေးကြီးတဲ့ဆိုပြီးခေါ်ခန်းလိုက်တယ်လို့ပြောလာရောဦးမျိုးစွာလက်ဆေးပြီးတော့သူ့ရဲ့လက်သမားဖြစ်စီပေါင်းကြီးရှူပြီးလိုက်ချလာတာပဲဗျအမေစော့ကျုပ်ကိုခေါ်ခန်းလိုက်တယ်ဆိုအေးဟောဟောမျက်နှာချက်အပေါ်ဖွင့်ကြည့်လိုက်စမ်း ဦးမျိုးစောကအိတ်ရှင်းလေးကိုကြည့်လိုက်တယ်။ဖွင့်တော့ဖွင့်လိုက်ပါကွာ။ဦးအောင်ပြောတော့မှဦးမျိုးစောဟာခုံတစ်ခုယူပြီးမျက်နှာချက်ကိုတက်ဖွင့်နေ။မျက်နှာချက်ဖွင့်သွားတော့မှတိုင်ထိတ်တွေပေါ်လာတယ်။ဓာမင်းယူပြီးတိုင်ကိုတည်တည်ချာချာကြည့်စမ်း။အဲ့ဒီမှာအင်းနေပုံနေများရှိမှလားလို့။ဦးမျိုးစောတေချာဓာမင်းနဲ့ရှာတော့အဲ့ဒီတိုင်ရဲ့အနောက်ဖက်မျက်နှာမှာအင်းတစ်ချက်ထွင်းထားတာကိုတွေ့လိုက်တယ်။ဦးမျိုးစောပြပြတဲ့လေနဲ့အင်းတွေးတဲ့အကြောင်းကိုပြပြတယ်။ ။ဦးအောင်ကလည်းအံ့ဩသွားပြီးတော့အဲ့ဒီအင်းကိုတက်ကြည့်ရဲ့ဗျာ။ကြုံလဲတက်ကြည့်ချင်တာဗျာ။အရမမီလို့သာမကြည့်ရတာ။ဦးမျိုးစောပြောတာကတော့အင်းကိုတိုင်မှစောင့်နေတေးတေးချာချာထွင်းပြီးတော့ဆွဲခဲ့တာလေဗျာ။အဖွာစောကအဲ့ဒီအင်းကိုစောင့်နဲ့ထိုးပြီးလှန့်ခိုင်းနေ။ဦးမျိုးစောလည်းအဖွာစောခိုင်းတဲ့အတိုင်းဖြတ်လိုက်ရတာပေါ့။အင်းကိုဖြတ်မယ်ဆိုပြီးလောက်နေတဲ့အချိန်မှာခါမိုးမျက်နှာချက်အပေါ်ကနေတောက်ခေါက်တန်အကျယ်ကြီးကိုကြားလိုက်ရတာပေါ့ ဦးမျိုးစောတော်လှန့်သွားသည်အဖွားစောကအောက်ကနေတောက်ပြန်ခေါတော့မှငြိမ်သွားတာဗျဦးမျိုးစောလည်းတိုင်ကိုစောင်းနဲ့ထွင်းလို့လဲပြီးတော့ညနေချက်ပေါ်ကလူစင်းသွားတယ်လို့မျိုးတရုံတုံးနဲ့အတန်နေကိုကြားရတယ်အဖွားစောကလက်ကလေးပြန်ကောက်ပြီးအောက်ထက်ကိုဆင်းလာတယ်အောက်ထက်ရောက်တော့ခိုးနားလောက်ခဲ့တဲ့အတိုင်းတမန်တလင်းမှလောက်လိုက်တယ်ပေါ့ဗျာလေလေးရသွားလာရင်အိမ်နောက်ဖေးဘက်ကိုဝင်သွားတယ်အိမ်နောက်ဖေးထမင်းစားကိုအောက်လေရောက်ရော့ ဆက်မတော်တော့ဘဲနဲ့နှိမ့်ကြတယ်။အဖါစောကထမင်းစားကောင်အောက်မှာတခုခုရှိနေပြီဆိုတာသိလိုက်တယ်။ထမင်းစားကောင်ဖဲတော့အောက်မှာတမန်တလင်းပဲရှိရဲ့။အဖါစောကဦးမျိုးစောကိုကြည့်လိုက်တယ်။မျိုးစောဒီတမန်တလင်းကိုနေဖြတ်လို့ရတယ်မှတ်လား။ဦးမျိုးစောကတမန်တလင်းကိုစိုးရည်နဲ့ထုတ်ခိတန်တရွေးတွေနဲ့ကလောနာယူဝက်သားသားလောက်ဖြိုးလို့အပြီးမှတော့အောက်ကဖောင်ဒေးရှင်းကိုက်ထားပြီးသဲတွေထွက်လာပြီ။အဲ့ဒီသဲတွေဆက်ပြီးတူးကြည့်ရဲ့အခါ တရောင်လောက်လည်းတူပြီးတော့လူအယိုးကောင်းကြီးတစ်ခုထွက်လာတယ်။အောက်ကအယိုးကြီးနှစ်ချောင်းလေးပါတယ်ဗျာ။တေချာကြည့်ရောမှလူအယိုးကောင်းရဲ့အပေါ်မှာတန်ကြုံနဲ့အင်းတကွက်ဆွဲထားတာကိုတွေ့လိုက်တယ်။ဦးအောင်တို့ဆိုတော်တော်လေးကိုအံ့ဩနေကြတယ်။ဒါဒေါင်းလေးဘသူလောက်ထားတာလဲ။အဖါဆော့ဟာခါထောက်ရင်ဦးမျိုးစော်ကိုကြည့်လိုက်တယ်။မျိုးစော်ဒီအိမ်ကိုဘသူစောက်တာလဲဟဲ့။ကျွန်တော်စောက်တာပါ။ဒါဆိုရင်ဒေါင်းလေးကိုနင်းလောက်ထားတာလား။ မဟုတ်ပါဘူးအမေဆုံးဟာကျွန်တော်ဓာရီကိုဘာဖြစ်လို့လုံးဝမှလဲဗျနင်တို့မလုပ်ဖဲနဲ့ဒီအောက်ကိုဘလို့ရောက်နေမှလဲဟဲ့မှန်မှန်ပြောစမ်းဒီအိမ်ကိုစောက်တော့နေ့ရက်ပြန်ဘသူတွေပါသေးလဲဘာပြဿနာတွေဖြစ်သေးလဲဦးမျိုးစောကတစ်ချက်တွေ့လို့ဟာဟုတ်ပြီကျွန်တော်မှတ်မိပြီအမေဆုံးဒီအိမ်ကိုစောက်တော့ကကျွန်တော်ညီမိုးစောနဲ့အိမ်ပိုင်ရှင်တော်ကောင်းကြီးကရန်နေဖြစ်စေကောင်းတွေများကြသေးရဲ့ဗျအဖားစောရဲ့မျက်လုံးနဲ့အယောင်လက်သွားတယ် ဆက်ပြောပါဦး။ဘာတွေဖြစ်ကြတာလဲ။တော်ကောင်ကြီးကတိတ်လက်ပေါက်ကတ်တဲ့လူကြီးပြ။အိမ်ဆောင်တော်ကလည်းဘေးနားနေတစ်ချိန်လုံးထိုင်ကြည့်ပြီးတော့ဟိုဟာဖြစ်တဲ့ဒီဟာဖြစ်တဲ့နေထိုင်ပြောနေတော့တာပဲဗျ။ကျွန်တော်ကစိတ်ရှိရှိနဲ့ပြန်ပြီးတော့ပြောပါရီ။ဒါပေမဲ့ကျွန်တော်ညီမိုးစော်ကစိတ်မရှိဘူးဗျ။အလောက်ကိုလည်းသူစိတ်တိုင်းမကြမချင်းခိုင်းတော့တာပဲဗျာအဲ့ဒီမှာတရက်တော့မိုးစောနဲ့တောကောင်းကြီးရန်နေဖြစ်ကြတယ်ထိုးမဲ့ကျိမဲ့ဆိုရိအဆင့်ထိကိုဖြတ်သွားတာပဲဗျာ ကျွန်တော်လည်းဂျားရဲရနေပဲတောင်းမှန်ရတယ်။ဆက်မလုံးလုံးကလည်းမဖြစ်တော့ဘူးလေအမေစောရိတ်။အင်ကြီးအဖြစ်ပြေးကန်နေနေပြီမှလား။ဒီလိုပဲမိုးစောကိုဖြောင်းဖြားပြီးအိမ်ကိုပြီးအောင်ဆက်လုပ်ကြတယ်ပေါ့ဗျာ။ဒါဆိုရင်မိုးစောလောက်တယ်လို့နင်ကပြောချင်တာလား။ဖြစ်နိုင်တယ်အမေစော။မိုးစောကအရင်အညာမှနေတော့ငါအင်းပညာစေးပညာကြီးလေးလာလိုက်စားခဲ့ဖို့တည်းရဲ့။ဟိုမှာဆရာတဆူနေပါဖြစ်ခဲ့ဖို့တည်းအမေစော။ဒါပေမဲ့လောက်ကင်မကောင်းလို့ကျွန်တော်ကသူ့ကိုလက်သမားလုပ်ဖို့ လှမ်းခေါ်လို့တာလာလုပ်ပေးရအခုမိုးစောပဲမလဲအညာပြန်သွားတာလေးငါနေရှိရောပေါ့အမေစောရေသူကတော့အင်ရှင်နဲ့အဆင်မပြေတာနဲ့အင်ရှင်နဲ့နေမရအောင်ပြညာပြထားခဲ့တာပဲဟဲ့အခုသူဆွဲထားတဲ့အင်ကအာလာဝကအင်းလို့ခေါ်နေဟဲ့ဘလူးအင်းပေါ့သူမွေးထားပေးခဲ့တဲ့ဘလူးကဒီအိမ်မှာလူနေမရအောင်ခြောက်လန့်နေခဲ့တာပဲသူလှုပ်ထားတဲ့ပြညာကနည်းနည်းအဆင်မြင့်နေတော်ရုံဆရာတွေဆိုရင် အင်းတစ်ချက်ကိုပဲ follow ရမယ်။ကြံတဲ့တစ်ချက်ကိုတော့ follow ရမှာမဟုတ်ဘူး။အခု လူသေးကောင်းမှအင်းဆွဲပြီးညရုံးနှချောင်းကိုကြက်ချေခတ်လို့အပေါ်ကထမ်းမြုပ်တယ်ဆိုတာသိအောင်လုပ်ထားတာ။ဒီအိမ်မှာတနေ့လောက်မြဆက်နေမယ်ဆိုရင်တေကုံချမလာပဲ။ကျုပ်တို့ဘာမှမပြောနိုင်တော့ဘူးဗျာ။ကဲမျိုးစုံဒါရီနင်းညီလောက်တယ်ဆိုပေမယ့်မြင့်မလည်းတာဝန်ရှိရဲ့။ဒီအိမ်ကိုနင်းပြန်ပြေးပေးလိုက်ပါဟုတ်ပြီလား။ဟုတ်ကဲ့ပါအမေစုံ။သမီးတို့လည်း ဘာမှစိတ်မပူနဲ့တော့ဒီအိမ်မှာရှိရမကောင်းတဲ့အရာတွေအမေကြီးရှင်းပေးလိုက်ပြီဒီထက်ပိုပြီးစိတ်သက်သွားခြင်းနဲ့ဆိုရင်တော့ဖုန်ကြီးပင့်ပြီးအိမ်ထဲအလှူလောက်လာအဲ့တဲ့တွေနည်းနည်းပါးပါးဖိတ်ပြီးကျွေးမွေးလိုက်ပေါ့အခုချိန်ကစပြီးအလုံးကောင်းသွားပြီဘာမှမဖြစ်တော့ဘူးဟုတ်ပြီလားအဖဆောဒီအယိုးကောင်းကြီးကဘယ်လိုလုပ်မလဲမျိုးစော်ကြီးလုံးလက်စနဲ့အဲ့ဒီအယိုးကောင်းကြီးကိုစာလာအိမ်ထဲထုတ်ပြီး၆ရက်ကွယ်တုတ်တန့်ကြီးနဲ့တောင်းမြုံလိုက်ဟာ ။ဦးမျိုးစောအယိုးကောင်းကိုစားလိုက်အဟောင်းနဲ့ထုတ်ပိုးပြီးထွက်သွားပါလေရော။အခုမှဦးအောင်ကလည်းရှုပ်သွားတယ်။ကဲတမီးတို့အိမ်မှာတန်ရှင်းသွားပြီဆိုတော့အမေကြီးပြန်တော့မေး။အမေကြီးရဲ့ကျွန်တော်တို့အမေကြီးကိုပညာရှိကတော့ချန်လို့ပါ။အမေကြီးလက်ခံပေးပါနော်။ဦးအောင်ကငွေစက်ကိုအထက်လိုက်ကြီးပေးရပါ။အဖါစောကငွေကိုရှူပြီးတော့ဒေါ်နွင်းလေးကိုပြတ်ပေးတယ်။ဒီပညာရှိကိုနင်တို့အလှူထဲမှာထည့်လိုက်ပါတော့တမီးရင်။အမေတို့က ဘာမှမလိုအပ်ဘူးအဖွာစောကပြောပြီးအိမ်ထဲကနေထွက်သွားတယ်ဦးအောင်ကအဖွာစောကိုကားမောင်းပြီးတော့လိုက်ဖို့ပေးတယ်နောက်တစ်ပတ်ကျတော့ရဲလေးတို့အိမ်မှာအိမ်တက်အလှူတယ်ဗျအဖွာစောကိုကားနဲ့လာပဲ့လို့ကျောက်တို့မြင်းအဖွာပါကက်မြောင်မိလိုက်သွားသေးတယ်အိမ်ကြီးကိုဆေးရပြပြန်တော့ထားတာဝင်းစို့နေရပဲဗျအိမ်ထဲမှာကြွေးတယ်အုံးတို့ခောက်ဆွဲရလေတိတ်စားလို့ကောင်းတယ်ဗျကျောင်းပြန်သုံးဘက်ကတော့အဝါကျိတ်လိုက်တဲ့ဆိုပါတော့ အဲ့ဒီတွေကရဲလေးတို့အိမ်မှာခြောက်တယ်လှန့်တယ်ဆိုတာမကြားရတော့တာ အခုထိပဲဗျာဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လွှင့်ပေးခဲ့တဲ့စာရေးသူအကားစောရဲ့ပညာသည်အဖာစောနဲ့လူခိုက်တဲ့အိမ်များကြီး စာစင်ခွန်ကတော့ဒီနေရာမှာနေပြေဆော့ခဲ့ပြီဖြစ်ပါတယ်နားဆင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်